ရှိသောဘုရားသခင်ရဲ့ကျေးတော်ကိုချီးမွမ်းပါရစေ။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့ဆွေလန်းသောစိတ်နှမျိုးဆိုတဲ့ကောင်းစဉ်လေးနဲ့ခွားပေးတော့မှာဖြစ်ပါတယ်။ကောလသဲဩဝါဒစာအခန်း3စာပိုက်နှစ်ကိုဖတ်ပါမယ်။မြည်ကြီးပေါ်မှာရှိသောအရာတို့ကိုဆွေလန်းသောစိတ်မရှိကြနဲ့။အထက်အရာတို့ကိုသာဆွေလန်းသောစိတ်ရှိကြလောလို့ပြောတာတွေ့ရတယ်။အဲ့ဒါဘသူတွေပြောတဲ့အစကားလဲဆိုတော့ ယေရှုခရစ်တော်ကိုယုံကြည်ပြီး born again ပေါ့နော် born again ခရစ်ယာန်နေနော်ကယ်တင်ခြင်းစိတ်ချမှုရပြီးသားခရစ်ယာန်နေကိုပြောတဲ့စကားဖြစ်တယ်တင်မှာဆွဲလန်းသောစိတ်နှမျိုးရှိတယ်တစ်မျိုးကတော့မြည်ကြီးပေါ်မှာရှိတဲ့အရာတွေကိုဆွဲလန်းတာနောက်တစ်မျိုးကတော့အထက်အရာကိုသာဆွဲလန်းတယ်ဆိုတော့ကျွန်တော်တို့ဘာကိုတိုက်တွန်းလဲဆိုတော့အထက်အရာကိုသာဆွဲလန်းဖို့တိုက်တွန်းတယ်မြည်ကြီးပေါ်မှာရှိတဲ့အရာကိုမဆွဲလန်းဖို့ အဲ့စိတ်မရှိဘူးအတွက်တားမြစ်တယ်သူတို့တွေ့ရတယ်အဲ့တော့အမြေကြီးဆိုတာကပေါ်မှာရှိတဲ့အရာဆိုတာကတော့လုက္ခခန်း16 45 73 95 6 7 15ထိကြည့်မယ်ဆိုရင်တော့မတွေ့ရလဲဆိုရင်တော့သူကဒီမှာသခင်နှုတ်ရဲ့အစီအကြောင်းပြောထားတာရှိတယ်သခင်တူကတော့ဘာလဲပြောရင်သူကလောကီစည်းစိမ် အဲ့ဒါကတော့မြေကြီးပေါ်မှာရှိတဲ့အရာပေါ့နော်အဲ့ဒါကိုဟာလာဟိုတတ်မှတ်တဲ့စိတ်ရှိတာပေါ့အဲ့ဒါဘသူတွေလဲဆိုတော့ဖာရရှဲဖြစ်တယ်ဒီနေရာမှာတဲ့ရည်ညွှန်းထားတာကတော့နော်အဲ့တော့သူတို့ကဘုရားကိုယေရှုကဲ့ကြရတယ်လေသခင်တို့စီမခံနဲ့တူးမုံမဲ့တူးချစ်မဲ့လောကီစည်းစိမ်ကိုမင်းတို့ဆွဲလိုက်ရင်ဘုရားသခင်ကိုနော်မိလို့မဲ့ဘုရားသခင်ကိုဆွဲလိုက်ရင် လောစည်းစိမ်ကိုမိရောမယ်နှစ်ခုလုံးကိုမင်းတို့ဆွဲလန်းလို့မရဘူးနှစ်ခုလုံးရဲ့အစီကိုခံလို့မရဘူးဒါလို့ရှင်းပြတယ်ပေါ့အဲ့တော့ဒီလောကီစည်းစိမ်တတ်မှတ်တဲ့လောကီအရာကိုတတ်မှတ်တဲ့ foreign share ကိုတော့ကဲ့ရဲတယ်ပေါ့နော်ကဲ့ရဲတယ်အဲ့တော့အဲ့လိုကဲ့ရဲတဲ့ခါမှာယေရှုကအောက်မှာဗာပြောဇပိုက်15မှာဗာပြောလဲဆိုတော့သူက ဖျားသခင်ဒီတင်တို့စိတ်နှလုံးကိုတည်မြင်တော်မူလူသဘောအဖြစ်အမျက်ထားသောအရာသည်ဖျားသခင်ရှေ့တော်၌ဆက်စုပ်ယွန်ရှာပွင့်ဖြစ်လူရဲအမြင်မှာနော်သူကအမျက်ထားတဲ့ရွှေငွေစည်းစိမ်ဥစ္စာအောင်မြင်မှုတွေကြော်ကြားမှုတွေဟာတဲ့ဖျားသခင်ရှေ့မှာတော့ဘလို့ဖြစ်နေလဲဆက်စုပ်ယွန်ရှာပွင့်ဖြစ်တယ်ဘလို့ပြောတာတွေ့ရတယ်ဆိုတော့ဒီမှာစိတ်နှမျိုးပေါ့ မြေကြီးပေါ်မှာရှိတဲ့အရာကိုဆွဲလန်းသောစိတ်တစ်မျိုးရှိတယ်လောကီစည်းစိမ်တမက်ချင်းနော်နောက်တစ်မျိုးကတော့ဘုရားသခင်ကိုသာဆွဲလန်းခြင်းအဲ့ဒါအထက်အရာကိုဆွဲလန်းတယ်သူကတော့မြေကြီးအရာကိုသူကယွန်စရာလို့မြင်တယ်ဘုရားသခင်ကိုယ်တိုင်အဲ့လိုမြင်တယ်နော်ဘာကြောင့်ကျွန်တော်တို့ကလောကမှာဘာကိုဆွဲလန်းတယ်လဲလောကမှာရှိတဲ့မြေကြီးပေါ်မှာရှိတဲ့အရာကိုဆွဲလန်းတဲ့စိတ်ရှိသလား ်ဆွေးလန်းတယ်ဆိုတော့သူကပါလဲပြောတော့တတ်မဲ့တဲ့စိတ်ပေါ့နော်အဲ့တော့အဲ့ဒါရှိသလားရှိတယ်ဆိုရင်တော့ဘုရားဖက်အားနေသွားမှာပဲဖြစ်တယ်ဘုရားဖက်အားကြည့်ရင်တော့အဲ့လောကဖက်အားနေသွားမယ်ဒီစိတ်ကကတွန်တွဲထားရင်ဘလို့မှအဆင်မပြေဘူးနော်ဘုရားခင်မလို့ချင်းသခင်နှိုးအစီကိုခံလို့ဖြစ်တယ်သူလိုပြောတာတွေ့ရတယ်အဲ့တော့သူကဒီဆွဲလန်းတဲ့စိတ်နှမျိုး အကြောင်းကျွန်တော်ကြည့်တဲ့အခါမှာနော်ကြည့်တဲ့အခါမှာပရမအထက်အရာကိုဆွဲလန်းတဲ့ရှင်ပေါလုကဖိလိပ္ပိခန်း3ဟုတ်လားစာပိုက်တော့ရှစ်ကနေ7ထစ်မှာဘာတွေ့ရလဲဆိုတော့ထိုးသခင်ကြောင်းနဲ့ခတ်သိမ်းသောအရာတို့ဆုံးစေသောအရာတို့ငါထင်မှတ်တယ် ခတ်သိမ်းတော့ရအောင်အရှုံးခံရပြီလို့သူလိုပြောတယ်အဲ့တော့ယေရှုကသူရွေးချယ်လိုက်တာနဲ့တပြိုင်တည်းတခြားလောကီစည်းစိမ်မိကြီးနဲ့ဆိုင်တဲ့အရာကိုသူကအဲ့ဒါငါ့ကိုရှုံးစေတဲ့အရာလို့ငါထင်တယ်တဲ့ဝိညာဉ်ရောက်ကြဆုံးစေတယ်လို့ငါထင်တယ်တဲ့အဲ့ဒါကြောင့်ငါအရှုံးခံတယ်အဲ့ဒါသူစမှာပါမှနော်ပြကြမရှိဘူးပြီးရင်သူကဘာလုပ်လဲဆိုတော့ အောက်ဆုံးမှာဆိုရင်ပါထိုးသခင်နဲ့တီပါမိအကြောင်းတီပါမိအကြောင်းခတ်သိမ်းသောအရာတို့ကို မစင်ခဲ့တော့ငါထင်မှတ်၏အဲ့ဒါဖယောခင်စိတ်တော်နဲ့တည်းဖော်ရရှဲလို့ပြောတဲ့စကားမှလည်းပါလေလူတို့အမျက်ထားတဲ့အရာလော့ကီစီစဉ်လော့ကီအရာတွေကဖယောခင်ရှစ်မှာတော့ဆက်စုပ်ယွန်ရှာပွဲဖြစ်တယ်ဖယောကအဲ့လိုမြင်တယ်ပေါ်လူကလည်းပါလေမစင်ခဲ့တော့ငါထင်တယ် သူလိုပြောတာတွေ့ရတယ်ဒါကနော်အထက်ရာကိုဆွဲလန်းသောစိတ်ရဲ့တက်တည်ဖြစ်တယ်နော်အဲ့တော့မြေကြီးရာကိုဆွဲလန်းတဲ့စိတ်ကတော့ဖိလိပ္ပိခန်း16မှာဗာပြောလဲဆိုတော့ထိုသူတို့သည်ပျက်စီးခြင်း၌လမ်းဆုံးတက်ကြိုက်သူတို့ဖျားမှုကမိမိတို့ဝင်းပေတီမိမိတို့ရှက်ကြောက်ပွေတော့အကျင့်၌သာမိမိတို့ဝါကြွားကြိုက်လောကီအရာတို့ကိုသာ ဆွဲလန်းတော်စိတ်ရှိကြ၏သူတို့ကပါဇက်ကနေဘာပြောနေသလဲဘာပြောနေလဲဆိုတော့သူကဘိုက်အချောင်းပဲပြောတယ်နော်ဟိုချမ်းသာဖို့ကြွယ်ဝဖို့နေဒီလိုမျိုးပေါ့နော်ဟိုကောင်းကောင်းနေရဖို့လောကကိုဆွဲလန်းပြီးတော့မှပြောတယ်တဲ့အဲ့တော့ဘာပြောလဲဆက်ရှုပ်ရှက်ကြောက်ပွဲတော့အချင်းနိုင်တာမိမိတို့ဟာကြွားတယ် ဘုရားသခင်အမြင်မှာဒါရှက်ကြောက်စရာကောင်းရှက်ဖို့ကြောက်ဖို့ကောင်းတယ်ယုံစရာကောင်းတယ်အဲ့ဒါယူသူတို့ကဘာဖြစ်လဲဆွဲလန်းနေတာဘာကြောင့်လဲသူအဲ့ဒါကိုလောကီအရာကိုဆွဲလန်းတဲ့စိတ်ရှိလို့သူတို့ပြောတာတွေ့ရတယ်ပေါ့နော်ဒါကြောင့်သူကအထက်အရာကိုဆွဲလန်းရင်တော့သူကလောကီအရာကိုမရှင်ခဲ့သူထင်မှတ်တယ်အထင်ကိုမကြည့်ဘူး ော်အထင်ကိုမကြည့်ဘူးတတ်မှတ်တဲ့စိတ်မရှိဘူးသူ့စိတ်နှလုံးမှာနေရာမပေးထားဘူးအဲ့တော့ tornado လောကအရာကိုဆွဲလိုက်ရင်တော့ဖခင်ကဘေးရောက်သွားတယ်သူ့စိတ်ထဲမှာလောကအရာပဲအမြင့်ထားတယ်လောကအောင်မြင်ခြင်းဟာနော်ဟိုတတ်မှတ်တဲ့စီစဉ်ဥစ္စာကို တတ်မှတ်တဲ့သူ့စိတ်နှလုံးထဲမှာဒါပဲရှိတယ်ဒါလိုပြောတာတွေ့ရတယ်ပေါ့နော်ဒါလိုပြောတာတွေ့ရတယ် ဆရောကျွန်တော်တိဖို့ကကြောက်ပြီဒီစိတ်နှမျိုးကိုဘယ်လိုခွဲခြားမလဲဘသူစီမှာမိကြီးရာကိုဆွဲလန်းတဲ့စိတ်ရှိတယ်ဘသူစီမှာအထက်ရာကိုဆွဲလန်းတဲ့တော့စိတ်ရှိတယ်တောက်ဘလူတို့နားလည်နိုင်လဲခွဲနိုင်တယ်ဆိုရင်တော့လောကခန်း၆စာပိုက်55မှာကောင်းသောသူတွေကောင်းသောမိမိစိတ်နှလုံးဘာသာတိုက်ထက်ကကောင်းသောအရာတွေကိုထုတ်ပေါ်တိုက်မကောင်းသောသူတွေမိမိ မကောင်းသောစိတ်နှလုံးပါလာတိုက်ထက်ကမကောင်းသောအရာတို့ကိုထုတ်ဖို့တိုက်အเจ้าမူကစိတ်နှလုံးအပြည့်ရှိသည့်အတိုင်းနှုတ်မွတ်တိုက်ဤသူရဲ့နှုတ်ကိုကျင့်သည်တယ်သူစကားပြောရင်စကားပြောရင်နော်မိကြီးအရာเจ้าကိုပဲပြောသလားအဲ့ဒါဆိုရင်သူစိတ်နှလုံးထဲမှာဆွဲလန်းတာဟာမိကြီးအရာဖြစ်တယ် မိကြီးပေါ်မှာရှိအရာဖြစ်တယ်။သူစကားပြောရင်အထက်အရာကြောင်းနော်ဘုရားသခင်နှစ်သက်တဲ့ဘုရားသခင်အကြောင်းပဲပြောသလား။အဲ့ဒါဆိုရင်တော့သူဟာသူစိတ်ကအထက်အရာဆွဲလန်းတဲ့စိတ်သူလိုခွင့်ရပါတယ်။ဒါနဲ့အထူးဖြစ်တော့တာမန်ယုံကြည်သူအတင်းသားတွေရောနော်ဟိုထားလိုက်ပါတော့လေ။ ်အထူးပြင်တော့ကျွန်တော်ဓမ္မဆရာတွေပေါ့ဟာမြကြီးရောဆွဲလန်းတဲ့စိတ်ရှိတဲ့ဓမ္မဆရာကတရားဟောရင်မြကြီးပေါ်မှာရှိတဲ့အရာကိုပဲဟာမျက်မှောက်ပြုတ်ပြီးတော့မှဟောမှာဖြစ်ပါတယ်ဒါရှင်းရှင်းလေးပဲသူ့စိတ်နှလုံးထဲမှာရှိတဲ့အရာသူဆွဲလန်းတဲ့အရာကိုသူ့နှုတ်ကပြောတယ်တဲ့ကွဲလို့မရပါဘူးကွဲလို့မရပါဘူးအဲ့တော့ဒီဖယားသခင်အထက်ရောက်ဆွဲလန်းတော်သူကတော့ ဟိုဘုရားသခင်ဘာနှစ်သက်တယ်လဲဆိုတော့စင်ကြဲတဲ့ဩဝါဒကိုပဲပြောမှာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်ခွဲရင်တော့သိနိုင်တယ်ဆိုတော့ကတော့ကိုဆွဲလန်းရအောင်များများပြောမှာပေါ့နားလည်လွယ်အောင်ပြောမှာနော်ဒါကိုကျွန်တော်သတိထားဖို့ဖြစ်တယ်ကျွန်တော်ကိုယ်တိုင် အထက်ရောက်ဝင်ဆွဲလန်းဖို့ကျွန်တော်တောင်းဆိုနေတာဖြစ်တဲ့အတွက်နော်ဒါလေးသတိထားဖို့ဒါဆိုရင်ကျွန်တော်ဒီလို မြူကြီးအပေါ်မှာရှိတဲ့အရာဆွဲလန်းတော်သူကိုကျွန်တော်ဘလို့တတ်မှတ်ရမလဲ။နော်။နှစ်တည်းခန်း၃စာပိုက်၄၅မှာတော့ဖယားဝတ်နိုင်မှုလျော်ရောင်ဆောင်၍မှုလျော်ချင်းတကိုးကိုငင်းပယ်တော်သူဖြစ်ကြလိမ့်မည်။ထိုသူတို့ကိုရှောင်လော။ဖယားဝတ်နိုင်မှုလျော်ချင်းမဟုတ်တော့မှုလျော်ဟန်ဆောင်တာ ဟန်ဆောင်တဲ့အတွက်ဘာဖြစ်လဲမှုလျောချင်းတကူညင်းပယ်တယ်အဲ့တော့ခုနအထက်မှာဗာလဲဖယားဝတ်နဲ့မှုလျောအထက်ရောက်ဆွဲလိုက်ရင်သူကဘာဖြစ်သွားလဲလော့ကီမြေကြီးပေါ်မှာရှိတဲ့အရာသူကဆွဲလန်းတဲ့မရှိတော့ဘူးမရှိတော့ဘူးအဲ့ဒါကမှုလျောချင်းတကူဖြစ်တယ်အဲ့တော့မြေကြီးရောက်သူဆွဲလန်းနေတယ်ဆိုရင်တော့ မှုလျောခြင်းတကုတ်သူညင်းပယ်နေတာတဲ့အဲ့ဒါဆိုရင်ဘုရားဝတ်၌မှုလျောဟန်ဆောင်နေတာဖြစ်တယ်သူ့ရှောင်ပါတဲ့ဒီလိုပြောတယ်တစ်တစ်ခန်း၆ဆောက်ပိုင်း၅မှာကြာတော့သူကဘာပြောလဲဆိုတော့ဘုရားဝတ်၌မှုလျောခြင်းဒီအကျိုးစီးပွားဖြစ်သည်သူတို့သည်စိတ်ထင်ကြိုက်ထိုသူတို့ကိုရှောင်လော့လာကလေးကဘုရားသခင်စကားကိုနားထောင်ရင်နော်ဘုရားအမှုဆောင်ရွက်ရင်တမာတရားကိုသိရင်စီးပွားဖြစ်မယ် ချမ်းသာမယ်ကြောရမယ်အောင်မြင်မယ်အဲ့လိုမြင်တာအဲ့လိုထင်တာအရာကမိကြီးပေါ်မှာရှိတဲ့အရာကိုဆွဲလန်းတော့သူဖြစ်တယ်သူ့ကိုရှောင်ပါလို့ပြောပါတယ်ဒါကြောင့်ဓမ္မမစ်ဆွေသင်ကိုယ်တိုင်းလည်းအထက်အရာကိုသာဆွဲလန်းပါမိကြီးအရာကိုဆွဲလန်းတော့သူတွင်လည်းရှောင်ပါလို့အဲ့ဒါဆိုရင်တော့ဟာလာသင်နဲ့ဖះနဲ့အလုံးပဲအစင်မြဲပဲအစင်ပြေနေလိမ့်မယ် နော်ဘုရားသခင်ထံကရတဲ့ငြိမ်သက်ချမ်းသာခြင်းတလည်းမြဲတာဖြစ်ပါတယ်လောကအရာကရွေ့သွား၊ကွယ်ပြောက်တတ်တယ်ပြောတယ်နော်ဆရာလောကအရာတွေကိုကျွန်တော်တို့ဆွဲလိုက်ရင်တော့ရွေ့သွား၊ကွယ်ပြောက်မှာဖြစ်တယ်အဲ့ဒါဆိုရင်ဘာဖြစ်လဲကျွန်တော်စိတ်နှလုံးလဲဘလို့ငြိမ်သက်ချမ်းသာခြင်းရှိနိုင်ပါမလဲရွေ့သူလည်းလှုပ်ရှားနေမှာစိတ်ကဒါကြောင့် အထက်ရာကတော့ဘယ်တော့မှမရွေ့သွားဘူးနေဆထာဝရတည်တယ်လို့ပြောတဲ့အတွက်တင့်စိတ်နှလုံးဟာအစင်မြဲတည်ငြိမ်နေမယ်ငြိမ်သက်ခြင်းရှိနေမယ်ချမ်းသာခြင်းရှိနေမယ်လို့ခွန်အားပေးနေနေကုန်ချုပ်ပါတယ်ဘုရားသခင်နဲ့တင်တော်အားလုံးကောင်းချီးပေးပါစေတော့အာမင်